ဒင်းလန်နဲ့ညဂျန်တွေ BBC မြန်မာပိုင်းစီနေစတင်နေပါပြီ။ကြားဖြန့်ရင်းနဲ့ပတ်သက်ပြီးတော့စစ်ကွန်ပျူတာနဲ့ GNU ဘွန်တက်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။မင်းတို့ကတော့သွားလို့မရဘူး။ဘယ်ညာလဲ။ဆိုင်ကတော့ဝန်ကြီးပြည်ရတယ်ဒါကိုသိတော့တဲ့ရေမြေကဘီဒီကတော့သူကသူ့မှာသူ့ရှုပ်ချက်ကကြီးတာနဲ့သူ့ရှုပ်ပြီးတော့ တခါကြားဖြန့်တနရရှိသူတွေဝင်လာနိုင်လို့ဖန်နဲ့ဘီလင်းဘက်တွေပါဂိတ်တွေဖန်းစီတွေရှိနေတဲ့တဲ့င်းနဲ့မိုးကုတ်ရဲ့နောက်ဆုံးချင်းနေစတဲ့တဲ့င်းနေပြင်နိုင်ငံကာတဲ့င်းကိုလည်းမကြခင်ကြားကြမှာပါကျွန်တော်ကရင်ပါမှာခင်ဗျာတဲ့င်းကိုစပြီးတော့ရှင်ခံပြီးတော့ပါမယ် အင်ဒိုနီးရှားကဆူမာတရာကျွန်းမှာရည်ကြီးတာအကြီးမားဖြစ်နေပြီးတော့ကေဇယေးဖွဲ့ဝင်တွေကအသက်ရှင်ကျန်းသူတွေစီကိုရောက်အောင်ကြိုးစားနေကြပါတယ်။လူတွေလောင်းနေရှုမြည်တွေအောက်ကပြန်တွေ့နေရတယ်လို့ဒေသသူရေတွက်က600နီးပါးရှိလာနေပါပြီ။လူပေါင်း9သိန်း9000ကျော်ကိုဘေးလွတ်ရာခလုံးရံနေရာတွေမှာပြောင်းရွှေ့နေရာချထားပေးရပါတယ်။ ။အချင်းပြည်ပြင်မှာရေဘေးဒုက္ခကလူလာသူတွေကသူတို့အစားစာမစားတာနှစ်ရက်သုံးရက်ရှိပြီလို့ပြောကြတယ်လို့တချို့နေရာတွေမှာလူရမှုတွေဖြစ်နေပါတယ်။ရေရင်းတွေကလည်းရေရီမြုပ်ကုန်တဲ့အတွက်တန်ရှင်းတဲ့ရေရရှိဖို့ကလည်းခက်ခဲတယ်ကြုံနေရပါတယ်။ဒီလင်္ကမာရေကြီးလို့ထိခဲ့တဲ့အတိုင်းတာကိုသိရအောင် ခုမှဆပြီးတော့ဆန်းစင်ရတဲ့အကြောင်းအစိုးရအရာရှိတွေကပြောပါတယ် မြပြူကြတာတပင်းလဲကြတာဆရာတွေကြောင်းပိတ်ဆို့နေတဲ့လမ်းတွေကိုခေစရီလှုပ်သားတွေကရှင်းလင်းနေပါတယ်။စံချိန်တင်မိုးကြီးမှုနဲ့ဆိုက်ကလုန်းမုန်တိုင်းတို့ကြောင့်လူပေါင်း340ကျော်သီရိလင်္ကာမှာသေဆုံးခဲ့ရပါတယ်။မိုးကြီးတာနဲ့မုန်တိုင်းတန်ကိုထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေကဒေသတချို့မှာလည်းခံစားခဲ့ရပြီးတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာလူပေါင်း190ကျော်သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံပဲချက်ငါတဲ့ဘွဲတွေကလက်နဲ့ကြီးကြီးတွေထိုင်းမဲ့ချန်ကိုကြက်ရောက်ပြီးတဲ့နောက်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြောက်တွေချစ်ကြီးအမှတ်တတတားကလွဲပြီးတော့လေကိတ်တွေအလုံးကိုခုနှစ်ရက်ပိတ်ထားမယ်လို့ထိုင်းအနာပိုင်တွေကညွှန်ကြားချက်ထုတ်လိုက်ပါတယ်ထိုင်းနဲ့မြန်မာကြားကွန်မစီတွေပို့ဆောင်နေတဲ့အဲ့ဒီလေကိတ်တွေအလုံးကိုဒီနေ့ဒီသမလာတရနေ့ကဆက်လို့ယာယီပိတ်ထားမှာဖြစ်ပါတယ် မနေ့ကမြန်မာပဲချမ်းကနေလက်နဲ့ကြည့်ကြည့်ရောက်ခဲ့လို့ထိုင်းစစ်တပ်ကသတိပေးပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့လည်းထိုင်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်မြောက်ရီတောင်ပိုင်းကမင်းလက်ပံကြီးရွာမှာမြန်မာစစ်တပ်နဲ့ကင်မျိုးသားလူမျိုးဧတကင်လီပပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ဆူဒန်ဒါဖူဒေတာအယ်ဖာရှာမြို့ကနေထွက်ပြေးလွတ်မြောက်လာသူတွေက အရန်တပ်ဖွဲ့အာ SF ရဲ့ရစက်ကြမ်းညမှုတွေကိုပြောပြကြပါတယ်။ဆူဒန်မြောက်ပိုင်းကစစ်တပ်ထင်းချိုရာနယ်မြေကိုရောက်ရှိခိုလုံနေတဲ့အဲ့ဒီလူတွေကသူတို့လူတွေဆုလိုက်ပြုံလိုက်တပြတ်မှုတွေအတ္တမကျဉ်းမှုတွေပြမေးဆွဲငွေတောင်းမှုတွေကိုမြင်တွေ့ကြရတဲ့အကြောင်း PC ကိုပြောပါတယ်။ FS မြို့ကို RSF တပ်တွေကဝင်သိမ်းစမှာလက်နက်ကင်လက်နက်မဲ့ရသပြည်သူဘာမှမခွဲကြဘဲလူတွေအကုန်လုံးကိုတိမ်းကျုံပြီးတော့ပြစ်ခတ်ခဲ့တယ်လို့သူတို့ကပြောပါတယ်။ အလောင်းတွေလမ်းမေးတွေမှာတန်းစီစုပ်ပုံနေတာရင်သားနေတဲ့ကနေ လူငယ်တွေကိုစစ်တပ်ထောက်ခံသူတွေလို့ RSF တပ်ဖွဲ့ဝင်တွေကဆွဆဲပြီးတော့ခေါ်ထုတ်သွားတာစစ်တပ်တွေကိုတွေ့ရတဲ့အကြောင်းလူများပြကပြပြကြပါတယ် RSF ကတော့အဲ့ဒီဆွဆဲချက်တွေကိုညှင်းဆို့ထားပါတယ်ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့တဲ့အမေရိကန်ကဒရွန်တိုက်လုပ်နေပြီးတော့သမ္မတ Trump ရဲ့ထုကိုယ်စားလှယ် Steve Witkoff ကို Greenland မှာ ရုရှားသမ္မတပူတင်ကမနေ့ပြန်အင်္ဂါနေ့မှာ တွေ့ဆုံမဲ့အကြောင်းရုရှားတို့ကအတည်ပြုပြီးတော့ပြောကြပါတယ်ဒီလိုချိန်မှာပဲယူကရိန်းသမ္မတဇလန်စကီဟာဥရောပမှာမိတ်တွေကိုစီးဝေးခေါ်ဖို့တဲ့စီစဉ်နေတဲ့ပြည်သူ့သမ္မတအီမန်နျူရယ်မက်ခရွန်နဲ့တွေ့ဆုံဖို့ပဲရစ်မှာ ရောက်နေပါတယ်အမေရိကန်ကစုပြူထားတဲ့ငြိမ်းချမ်းရေးစုပြူချက်တွေထဲမှာအထူးငင်းခုန်စရာဖြစ်နေတာကရုရှားတို့သိမ်းပတ်ထားတဲ့ယူကရိန်းနယ်မြေတွေကိုရုရှားပိုင်အဖြစ်တရားဝင်ဖြစ်ရေးပါဝင်နေပါတယ်။ ဟွန်ကောင်ကအထက်မြင့်တိုက်တွေမိလောင်တဲ့ဖြစ်မှာအနည်းဆုံးလူပေါင်း151ယောက်သေဆုံးခဲ့ကြရတယ်လို့ဟောင်ကောင်ရဲတွေက ပြောပါတယ်။နောက်ထပ်လူပေါင်း40ကျော်လဲပျောက်ဆုံးနေဆဲဖြစ်ပါတယ်။မိလောင်တာဖြစ်ခဲ့တဲ့တိုက်ပွဲရက်မှာပူဆွေးနေကြသူတွေဆူတောင်းပေးကြသူတွေဆက်ပြီးတော့စုဝေးရောက်ရှိလာနေဆဲဖြစ်ပြီးတော့ဆုံးပါထိခိုက်ခဲ့ကြသူတွေအတွက်ပန်းစည်းတွေလာပို့ပေးခဲ့ကြတယ်လို့တချို့ကလည်းတာဝန်ရှိသူတွေကိုဖော်ထုတ်ရေးယူဖို့အတွက်စာတမ်းတွေရေးပြီးတော့တောင်းဆိုကြပါတယ်။ စုံစမ်းစစ်ဆေးဖို့တဲ့တောင်းဆိုတဲ့ကျောင်းသားတယောက်စနေနေ့ကဖမ်းဆီးထားတာကိုခံထားရဆဲဖြစ်ပါတယ်။ဟောင်ကောင်လူမျိုးရေးကြီးကဲကအွန်လိုင်းမှာမတိမကျမှတ်ချက်တွေကိုရေးတာကမျိုးသားလူမျိုးရေးကိုချင်းချောက်တာဖြစ်တယ်လို့ဆိုပါတယ်။လက်နမရောက်ရှိနေတဲ့ဘွေဟမင်းကြီးလီယိုကအရှိလေပိုင်းညဉ့်ရက်အတွက်ထပ်မံဆူတောင်းလိုက်ပါတယ်။လက်နမနိုင်ငံတွင်းကခရီးရန်ဤထွတ်မြတ်ထားဆုံးနေရာတချို့ကိုလည်းသူသွားခဲ့ပါတယ်။ ဗီရီမျိုးမြောက်ဖက်တောင်နှမ်းထူထပ်ရာအရကစိန့်ချဘဲကျောင်းတော်ကိုသွားခဲ့ရမှာလမ်းဘေးတစ်ဖက်တစ်ချက်ကနေထောင်ထဲချီတဲ့လူကသူ့ကိုစောင့်ကြိုကာကောင်းကြီးပေးခဲ့ကြပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ် Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနာဆင်နိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ရောက်ရမြန်နေကကြပြန်လုပ်ငန်းတွေရှိတဲ့မင်းလက်ပံကို ပြန်ရဖို့အတွက်စစ်တပ်ကပြင်းထန်ထိုးစစ်ဆင်နေတာကြောင့် ကီမျိုးသားမျိုးရိုက်တက်ကင်လီနဲ့ပူပေါင်းတက်တွေတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီရမှာကြားဖြတ်နဲ့ဆက်ဆက်တဲ့တပ်သေးကံပစ္စည်းတွေနဲ့လူသမားတွေကိုကင်လီကထိန်းသိမ်းထားတာဖြစ်ပါတယ်အဲ့ဒီမှာဘလို့အခြေအနေတွေရှိနေပါလဲကိုပူပူကပြောပြမှာပါ KNU KNL ဘက်ကထိန်းချုပ်ထားတဲ့မြောက်ရီမြို့နယ်တဲကမင်းလက်ပံမှာနိုဝင်ဘာလ30ရက်နေ့ကစပြီးတိုက်ပွဲပြင်းထန်နေပါတယ်။ဒီနေ့မနက်ထိတိုက်ပွဲတန်ကြီးကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။မင်းလက်ပံရွာနာမှာရှိတဲ့ DKBA ရဲ့ကြားဖြန့် site တွေကို KNU ကနိုဝင်ဘာလထဲမှာဝင်စီးပြီးတဲ့နောက်ပိုင်းသက်သေထောက်ထားတွေကို နိုင်ငံတကာစစ်ဆေးရေးအဖွဲ့တွေစီလွှဲပေးမယ်လို့ကြေညာထားပါတယ်။အဲဒီနောက်ပိုင်းစစ်တပ်က ိုးစစ်ဆင်တိုက်ခိုက်နေတာလို့ဒေသခံတွေကပြောပါတယ်။မင်းလက်ပံတိုက်ပွဲဟာကြားဖြန့်ကိစ္စသက်တည်တွေနဲ့ဆက်ဆက်နေနိုင်တယ်လို့မြေပြင်ခေနေသိရှိတဲ့ဒေသခံတယောက်ကပြောပါတယ်။မင်းလက်ပံကတော့တော်လို့မရဘူး။ပြည်ရတယ်။ဆိုင်ကကတော့ဝန်ကြီးပြည်ရတယ်တာဝန်ကြီးလို့ပြောလို့ဖြစ်တာတော့တန်းနဲ့ရင်းနေကြတာပဲ။ဒီကြီးကတော့သူကသူ့ကိုမသိရှုပ်ဘူး။အချက်နဲ့ဒီကနေ့တော့သူရှုပ်နေတယ်ဆိုတော့ချက်နဲ့ဒီကကချက်နဲ့ပြန်ရောက်တော့ဆိုင်ကမှဝင်ပြီးပြန်ရတယ်မှာ။ ်ကျွန်တော်ကိုတည်းကဖုန်းကြီးကိုတည်းမင်းကဘာမင်းကဘာရောက်ပြီနော်နော်လေးပြားနေဆန်တော့မင်းကဘာကိုတည်းကစားစီရင်းကိုကိုတည်းကဦးသိန်းကဦးသိန်းကစားတယ်လို့ပြောတယ်စားတယ်လို့ပြောထင်းရတယ်ထင်းတယ်လို့တိုင်းကတော့စားရမယ်လို့ပြောတော့ကိုတည်းအဲ့ဒီတိုက်ပွဲအတွင်းကလက်နက်ကြီးကြီးတွေထိုင်းဘက်ကိုကြားရောက်ခဲ့လို့ထိုင်းမှာလှုပ်လှုပ်နေတဲ့မြန်မာရွှေပြောင်းလူသမား2ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ဒီပေါ်ထိုင်းစစ်တပ်ကမိကြီးတွေနဲ့သတိပေးဖောက်ခွဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ဒါအပြင်ဒီဇင်ဘာလ၁ရက်ဒီကနေ့ကစပြီးထိုင်းမြန်မာနယ်စပ်မဲဆောက်မြဝတီချစ်ကြည်ရေးအမှတ်၁တရားကလွှဲပြီးတော့လှေဂိတ်တွေအားလုံးကို9ရက်ပိတ်ထားမယ်လို့ထိုင်းအာဏာပိုင်တွေကညွှန်ကြားပါတယ်လရှိတိုက်ပွဲချင်းနေနဲ့နယ်စပ်ချင်းပေါ်ဒေသခံတယောက်ပြောပြတာကိုလုံခြုံရေးအရာ BBC ကအသံစာထုတ်ဖတ်ထားပါတယ်။မနေ့ကတော့တနေကုန်တညာလုံးတိုက်ပွဲဖြစ်တာပေါ့။ဖြစ်ပြီးတော့ကြည်ရကြတော့ထိုင်းဘက်ကမြန်မာတောင်ရအလုံသမားတွေထိတယ်။အဲ့ဒါထိုင်းစစ်တပ်ကရောက်လာပြီးတော့ကြည်ပစ်ပြီးတော့တတိပေးတယ်။ ဒီနေ့ကတော့လှေကူးကန်းကူးတွေအကုန်ပိတ်ထားတယ်။မနက်ကတော့တနအိနီးပါချသေးတာမနက်9:00နာရီ10:00နာရီဝန်းကျင်မှာတိုက်ကြသေးတယ်။မနေ့ကတော့12:00နာရီထိအိတ်လို့မရဘူး။သူတို့ပြင်အိမ်ကြီးခန်းနေပါတုံးတာ။လက်ရှိ KNU ထင်းချုပ်မှုအောက်မှာရှိနေတဲ့ရှားဖြတ်နဲ့ဆက်တယ်လို့သမားတွေကတော့ထိုင်းဘက်ကလည်းလက်မခံသေးလို့တိုက်ပွဲကြမှာဆက်ပြီးပိတ်မိနေစေဖြစ်ပါတယ်။ကီမီနယ်မြောက်ရီမြန်မာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကစတင်နှင်းနှင်းတဲ့နောက်ပိုင်း ဖန်မျိုးဝင်ထွက်ကိတ်တွေနဲ့ဘီလင်းမျိုးဝင်ထွက်ကိတ်တွေမှာလူမျိုးကြီးတင်းကျပ်ပြီးတော့ဖန်စီတွေများနေတယ်လို့ဒေသခံတွေကပြောပါတယ်မတ်တူတာလင်းကပြပြမှာပါကြောင်ပြန်လုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်နှိမ်နှင်းခဲ့တဲ့ပြီးခဲ့တဲ့နိုမာလာကစပြီးမြောက်ရီကနေရန်ကုန်ဘက်ကိုလာတဲ့လမ်းကြောင်းမှာရှိတဲ့ဖန်မြို့အထွက်ဂိတ်နဲ့ဘီလင်းမြို့အဝင်ထွက်ဂိတ်တွေမှာ အစစ်အစေးတင်းကျပ်နေပြီးဖမ်းဆီးနေတယ်လို့အဲ့ဒီလမ်းကိုတွာလာနေသူတွေကပြောပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်ကိုစားပြုမှတ်ပုံနေ73မြင်းဆောင်ကင်ဆောင်ထားသူတွေနဲ့မန္တလေးတိုင်းကိုစားပြုကိုမြင်းဆောင်မှတ်ပုံနေကင်ဆောင်ထားတဲ့သူတွေကိုတွာလာကွင်းမပြုတ်ပဲဖမ်းဆီးမှုတွေရှိနေတယ်လို့ဆိုပါတယ်နိုမာလာကုန်တီဖမ်းဆီးခံရသူအယောက်100ကျော်ရှိနေပြီး အများစုဟာရှမ်းမြောက်ဒေသကလာတဲ့သူတွေနဲ့တာမန်ခီးသွွားပြည်သူတွေဖြစ်တယ်လို့ပြောပါရယ်ခီးသွွားကားတွေနဲ့ခီးတဲ့တင်ကားသေးတွေကိုအ धिक ထားစစ်ဆေးနေတာဖြစ်ပြီးလက်ကင်ဖုံးတွေကိုပါစစ်ဆေးတာဖြစ်တယ်လို့ခီးတဲ့တွေကပြောပါရယ်ဘီလင်းမြို့အဝင်ဂိတ်မှာစစ်ဆေးဖမ်းဆီးနေတဲ့အချိန်ဒီပေါ်ဒေသခံတအူးပြောတာကဒီကဘာတော့ခက်ဆက်ဆက်ပြောဆောင် သဒ္ဒနာပိမမောနဘီယိုအိုဘလုံးကနာသဒ္ဒနာပိမမတို့အထောက်အပံ့တော့မဟုတ်ဘူးကျွန်တော်တို့တော့မျိုးအထင်းထင်းသားတော့အဲ့လိုမျိုးတွေ့ရကားရတယ်ဆိုတော့စီတိုးနေတယ်အဲ့ဒါဘယ်မှမလုပ်တော့ဘူးတကယ်ကြီးလိုက်ထောက်ဝင်မိုးဘီလိုက်ထောက်ရတယ်အဲ့လိုလုံးလုံးလုံးတွေပြီးသွားတာပါစစ်စေးဖန်းစည်းနေတဲ့အခြေအနေကိုသိရဖို့ကင်းပြင်းတဲ့ဝင်ကြီးချုပ်ကိုဆက်သွယ်ခဲ့ပေမဲ့ဒီနေ့ညနေပိုင်းအထိဆက်သွယ်လို့မရတာကြောင့်အသေးစိတ်ကိုတော့ BBC အနေနဲ့မသိရသေးပါဘူးအခုလိုဖန်းစည်းစစ်ဆေးမှုတွေကြောင့်မြောက်ရီကနေထွက်ခွာလာပြီး ဖန်အမျိုးကိုရောက်ရှိနေတဲ့သူအများစုဟာဖန်အမျိုးထဲမှာပဲတဲခိုနေကြပြီးဟိုတယ်နဲ့တဲခိုခံအများစုပြည်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဟိုတယ်တွေဘက်ကတော့သူတို့စီလာတဲတဲ့ဧည့်သည်တွေရဲ့စည်ရင်းမှတ်တမ်းကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေစီပေးပို့ကြရတယ်လို့လည်းဆိုပါတယ်ဖန်အမျိုးအခြေအနေနဲ့ပတ်သက်ပြီးမြို့ကန်တအူးပြောတာက 就地 A 大也我那多，或者 B 也差咗，B 也做唔到，而兩科 D 嘅題都是加兩次嘅 B 就做一難咯。誒，就比如之前試嘅時候，佢問到咁樣，你有冇之前讀咗書，即係你上次 D 啲嘢嘛？咁我上次呢啲 A 咩嘢嘅嘢啊，佢問到我哋，你估邊人啲 A 得咯？你話我哋嘅呢個 A 幾多嘅？打俾曼利堂師。 ကန်နေပြည်တော်နဲ့မကွေးဘက်ကလာတဲ့ကားတွေကိုလည်းရန်ကုန်ဝင်0မိုင်ဂိတ်မှာမနက်တနားကြီးကနေ3နာရီအတွင်းမှာအဝင်ထွက်တွေပိတ်ထားပါဗျ။ဒါကြောင့်ကားတွေဟာအဲ့ဒီနေရာမှာပဲညအိတ်စောင့်ဆိုင်နေရတဲ့အပြင်ပြန်ဖွင့်တဲ့အချိန်မှာလည်းကားတစီးချင်းအလိုက်စစ်ဆေးနေတာကြောင့်အချိန်ကျန်ကြာနေပြီးမနက်3နာရီဂိတ်ဖွင့်ပြီးမှအောင်မင်္ဂလာဝေးပြေးဝန်းထဲကိုမနက်9နာရီကျော်မှရောက်တယ်လို့ခီးတဲ့တွေကပြောပါတယ်ရှင်။ မိုးကွေမြတဲ့ကိုပြည်ထောင်ပိုင်းကစစ်တပ်စစ်ကြောင်းနဲ့ဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်ခဲ့ပြီးတဲ့နောက်မင်းညားကတော့မိုးကွေမြို့နံပါတ်5တော်လိုက်တဲ့နေနဲ့စစ်တပ်ကြတိုက်ပွဲနဲ့ငယ်ဖြစ်ခဲ့ပါတယ်မိုးကွေမြို့ထဲမှာစစ်တပ်အုပ်ချုပ်ရေးရန်တွေပြန်လည်ပတ်နေပြီလားမြို့ထဲမှာတော့ဘလို့အခြေအနေရှိပါလဲမဆနာဝင်ကပြောပြမှာပါ ပြည်အစိုးရရဲ့ဂျာဝင်ညှိနှိုင်းပေးမှုနဲ့စစ်ကောင်မရှင်ကပြန်ရခဲ့တဲ့မန္တလေးတိုင်းမိုးကုတ်မြို့ရဲကိုနိုဝင်ဘာ29ရက်နဲ့30ရက်နေ့တွေမှာစစ်တပ်ပြန်လည်ဝင်ရောက်ခဲ့ပြီးတဲ့နောက်မနေ့ညပိုင်းမှာတော့မြို့အနောက်ဘက်ခြမ်းမှာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တိုက်ပွဲအခြေအနေအသေးစိတ်ကိုသိရဖို့မိုးကုတ်ဗျူဟာနဲ့ MDY PDF ဘက်ကိုဆက်သွယ်ခဲ့ပေမဲ့ဒီကိစ္စအပေါ်ဖြေကြားပေးဖို့အဆင်မပြေသေးဘူးလို့သာအကြောင်းပြန်ပါတယ်။မိုးကုတ်မြို့ရဲစစ်တပ်ဝင်ရောက်လာချိန်မှာ ာဒေသခံတွေအဝင်အထွက်မရှိအောင်မြို့ဝင်ပေါက်တွေကို TNLA ဘက်ကရောစစ်ကောင်စီတပ်တွေဘက်ကပါအားလုံးပိတ်ထားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီစင်မှာတရက်ဒီနေ့မှာအသွားအလာလုံးနိုင်ပြီလို့သိရပေမဲ့တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်နေရတယ်လို့လက်ရှိမြို့အခြေအနေကိုမိုးကုံမြို့ကန်တယောက်ကအခုလိုပြောပါတယ်။ 我呢下嚟講，最近講話差啊，喎最近講話，我啱啱做時代晨曦嗰啲，阿邊啲嘢呢？我啱啱是在代時，呢是時時時啊，喎，嗯，酷比貼貼電腦咯，阿啲啊家，邊會拿喇叭啦？唔知喎，喏，阿啲嘢咯，買兩張啊，只 i 可能不記得，對唔住，唔知點解呢？呢個。 စစ်ကော်မရှင်တပ်တွေဟာမိုးကုံမြို့ထဲမှာအုတ်ချုံရည်ရန်နေရာပြန်လည်ပတ်ဖို့ကြိုးစားနေပြီဖြစ်တယ်လို့မြို့ထဲမှာလည်းလက်နက်ကြီးတွေတပ်ဆင်နေတယ်လို့ဒေသခံတွေကပြောပါရယ်ဒါအပြင်မင်းညရုံးကမိုးကုံမြို့ကနေတဆင့်ရှမ်းပြည်နယ်မိုးမိတ်မြို့ဘက်ကိုစစ်ကော်မရှင်တပ်တွေဝင်ရောက်ဖို့ကြိုးစားနေချိန် KIA PDF ABSDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ KAI သတင်းမီဒီယာတာဝန်ခံကပြောပါရတယ်။ KAI ထိန်းချုပ်နေမြေနဲ့ဆက်ဆက်နေတာကြောင့်မဟာမိတ်တပ်ပေါင်းစုတွေကခုန်ညီတာလို့ကချင်လွတ်လပ်ရေးတပ်မတော် KAI ရဲ့သတင်းမီဒီယာတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအခုလိုရှင်းပြပါရတယ်။အဲတို့တဲ့ပွဲဖြစ်တဲ့အချိန်မှာတော့ကျွန်တော်တို့ကိုမြင်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဘက်မှာကုမတော်အောင်ကတော့ကျွန်တော်တို့ကကွယ်တဲ့သဘောမျိုးနဲ့တော့ကျွန်တော်တို့အဲဒီကိုမြင်ရမှာပါ တိတုံညာနှစ်ခုစစ်စင်ရေးအတွင် TNL နဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကတော့မိုးကုန်းနဲ့မိုးမိတ်မြို့အပါအဝင်ထိန်းချုပ်နယ်မြေတွေကိုကာကွယ်မယ်လို့ပြီးခဲ့တဲ့လပိုင်းမှာထုတ်ပြန်ထားပါတယ်။ဒါပေမဲ့ TNL ရဲ့တောင်းဆိုမှုကြောင့်စစ်ကောင်မရှင်တပ်တွေမြို့ရဲကိုဝင်မလာခင်တော်လိုင်းရေးတပ်ပေါင်းစုတွေမြို့ပြင်ကိုဆုတ်ခွာသွားကြတာလို့ဒေသခံတွေကပြောပါတယ်ရှင်။ တော်ရရှိမှာမြန်မာဒီနေ့ညပိုင်းတည်းထုတ်လွှင့်ပေးတဲ့ BC မှာပိုင်းရဲ့ review စဉ်ကတော့ဒီမှာပြီးဆုံးပါခင်ဗျာကျွန်တော်တို့ BC မှာပိုင်းရဲ့ဒီနေ့ကို internet website facebook youtube စတဲ့နေရာတွေကလည်း people နေတာပါတော်ရရှိတို့ BBR ကိုကလို့ရှင်လန်းချမ်းကြပါစေခင်ဗျာ BBC ကို national အတွက်အထူးကျေးဇူးတင်ပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။